ပြည်သူများအားလုံးပဲမင်္ဂလာပါရှင်။စောင်းစင်စီစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါရစေ။စောင်းစင်စီစဉ်ကတော့ CR ပြည်သူများအားလုံးသိကြတဲ့အတိုင်းပါပဲ။တပတ်အတွင်းရောင်းရအကောင်းဆုံးနဲ့လူကျက်အများဆုံးဖြစ်တဲ့စာအုပ်၁၀အုပ်နဲ့အတူအဲ့ဒီစာအုပ်တွေကိုရေးသားဖော်ပြထားတဲ့စာရေးဆရာတွေရဲ့အကြောင်းတွေကိုတင်ဆက်ပေးနေတာပဲဖြစ်ပါရဲ့ရှင်။ဒီတစ်ပတ်ရဲ့စာအုပ်စဉ်အစီအစဉ်မှာတော့ဖဲစာအုပ်တွေကအယောင်အဆုံနဲ့လူချင်းအများဆုံးဖြစ်မလဲဆိုတာကိုတော့နေစင်းနဲ့အတူအခုပဲဆက်လက်ကြည့်ကြည့်ခန်းစားလိုက်ရအောင်လားရှင်။ ဟုတ်ကဲ့ပါရှင်ဒီတစ်ပတ်ရဲ့အကြောင်းအဆုံးနဲ့လူကျက်အများဆုံးနံပါတ်30နေရာမှာယက်တီနီရဲ့အဆောက်လေးအကြောင်းကိုရုံဆုံးတင်ဆက်ပေးကြပါရစေ။နံပါတ်30နေရာမှာယက်တီနီရဲ့အဆောက်လေးရဲ့နာမည်ကတော့ Gangoni ဆိုတဲ့ဆောက်လေးပဲဖြစ်ပါတယ်။ဒီဆောက်ကိုတော့ဆိုင်းဆီယာမင်းလူကရေးသားထားတာဖြစ်ပြီးတော့မှဆောက်လေးထဲမှာဆိုလို့ရှိရင်တော့1500ချီချင်းမြစ်တာတွေအပြင်928ချီချင်းမြစ်တာတွေကိုထည့်သွင်းရေးသားထားတာကိုတွေ့ရပါတယ်။ပြီးတော့ဆောက်လေးရဲ့ခေါင်းစဉ်လေးအတိုင်းမှာပဲ Gangor Band နဲ့ပတ်သက်တဲ့အမှတ်တရအကြောင်းအရာများစွာကိုလည်းရေးသားဖော်ပြထားတာမို့ လို့လူတိုင်းလူတိုင်းဖတ်ရှုသင့်တဲ့စာအုပ်လေးတုပ်ပဲဖြစ်ပါရဲ့ရှင် နမ6နေရာမှာယက်တိနေရဲ့ဆောင်လေးရဲ့နာမည်ကတော့ပျော်ရှင်သောစိတ်ပျော်ရှင်သောအုံနောက်ဖြစ်ရှမ်းသာဒုက္ခကိုရှာဖွေရှင်းဆိုတဲ့ဆောင်လေးပဲဖြစ်ပါတယ်။ဒီဆောင်ကိုတော့ Oxford ဆရာတော်ဖျားကြီးဒေါက်တာဓမ္မတာမီကရေးသားထားတာပဲဖြစ်ပါရဲ့ရှင်။ဒီဆောင်လေးကတော့လက်ရှိဈေးကွက်ထဲမှာဆိုရင်အယောင်အဆုံနဲ့လူကြိုက်အများဆုံးစီးရင်ဝင်ထားတာကြားခဲ့ပါပြီ။ဒီဆောင်လေးထဲမှာဆိုလို့ရှိရင်တော့စိတ်ကိုပျော်ရွှင်အောင်စိတ်ကိုချမ်းသာအောင်ဘလိုမျိုးနည်းလမ်းတွေနဲ့ပြုမူရမယ်ဆိုတာကိုရေးသားထားတာကိုတွေ့ရပါတယ်။ဒါကြောင့်မို့လို့အသက်အရွယ် မျိုးဖတ်ရှုတဲ့အစာလေးတုပ်လို့ပြောလို့ရပါတယ်ရှင်နမရှိနေရမှာယက်တိနေရဲ့စာအုပ်လေးရဲ့နမည်ကတော့ခေါင်းမောလိုက်တော့မင်းခေါင်းငုံလိုက်တော့သူဆိုတဲ့စာအုပ်လေးပဲဖြစ်ပါရဲ့ရှင်ဒီစာအုပ်ကိုတော့အမျိုးသားစာပေဆူရှင်ဆီယာမနုနုရီအင်းဝါကရေးသားထားတာပဲဖြစ်ပါရဲ့ရှင်ဒီစာအုပ်လေးကတော့ရန်ကုန်သက္ကသိုလ်နောက်ခံထားပြီးတော့ရှားရှားပါပါတပုတ်တည်းရေးသားခဲ့မှုတဲ့ဆီယာမရဲ့လုံရှင်ဝတ္ထုကိုရန်ကုန်သက္ကသိုလ်ရာပြည့်ထိမ့်မဲ့အနေနဲ့ပြန်လည်ထုတ်ဝေထားတဲ့စာအုပ်ကောင်းလေးတစ်ုပ်ပဲဖြစ်ပါရဲ့ရှင် နံပါတ်9နေရာမှာရက်တည်နေတဲ့ဆောက်လေးရဲ့နာမည်ကတော့ည7:00နာရီ15လက်မှတ်တိုင်းဆိုတဲ့ဆောက်လေးပဲဖြစ်ပါတယ်ရှင်။ဒီဆောက်ကတော့ဆိုင်းဆရာခွန်ညိုသွင်းနဲ့ဆိုင်းဆရာပရိုဆန်တို့ကရေးသားထားတာပဲဖြစ်ပါတယ်။ဒီဆောင်လေးထဲမှာဆိုလို့ရှိရင်တော့စာရေးဆရာနှစ်ယောက်ရဲ့မတူညီတဲ့အတွေးအမြင်နဲ့မတူညီတဲ့အတွေးခေါ်ရင်းနဲ့ချစ်ချင်းမြတ်တာရဲ့အပြင်လူသားတွေကြားကသင်္ကာရတရားတွေကိုမတူညီတဲ့အားပြိုင်မှုတွေနဲ့တူရေးသားထားတာကိုတွေ့ရပါတယ်။လူငယ်တွေအများစုချိန်နှစ်သက်မဲ့ဆောင်လေးတုပ်ပဲဖြစ်ပါရဲ့ရှင်။ ။နံပါတ်6နေရာမှာရက်တင်နေတဲ့ဆောင်းလေးရဲ့နာမည်ကတော့မင်းဆာအာဟာရ1ဆိုတဲ့ဆောင်းလေးပဲဖြစ်ပါရဲ့ရှင်။ဒီဆောင်းကိုတော့ဇာတိဆရာမမွန်ဟော်စီကရေးသားထားတာပဲဖြစ်ပါတယ်။ဆောင်းလေးထဲမှာဆိုရင်တော့လူတိုင်းလူတိုင်းကနေတဲ့နေတာချင်းစီကိုဖြတ်တန်းဖို့အတွက်အကောင်းမွန်ဆုံး노ထဖြတ်တန်းဖို့စိတ်ခွန်အားပေးစေတဲ့ဆောင်းလေးတုပ်ပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီဆောင်းလေးကတော့လူတိုင်းလူတိုင်းဖတ်ရှုသင့်တဲ့ဆောင်းလေးတုပ်ပဲဖြစ်ပါရဲ့ရှင်။ ်နံပါတ်9နေရာမှာရက်တည်နေတဲ့ဇောက်လေးရဲ့နာမည်ကတော့ဆန်းဆိုတဲ့ဇောက်လေးပဲဖြစ်ပါတယ်ဒီဇောက်ကိုတော့ဆိုင်ဆရာဆန်းခီကရေးသားထားတာပဲဖြစ်ပါတယ်ရှင်ဒီဇောက်ထဲမှာဆိုလို့ရှိရင်တော့အမှုပညာနဲ့ပတ်သက်တဲ့ဆန်ချင်းဆန်နှုံးတွေအပြင်နိုင်ငံတကာနိုင်ငံရဲ့တိုးတက်ပြောင်းလဲမှုအကြောင်းအရာလေးတွေကိုထည့်သွင်းရေးသားထားတာကိုတွေ့ရပါတယ်ဒီဇောက်ကတော့ဆန်ခီရဲ့ဒုတိယမြောက်ထွက်ရှိလာတဲ့ဇောက်လေးတုပ်ပဲဖြစ်ပါတယ်အခုလက်ရှိဈေးကွက်ထဲမှာဆိုရင်လေလူကြီးလူငယ်မျိုးချိန်နေတဲ့ဇောက်လေးတုပ်လို့ပြောလို့ရပါတယ်ရှင် နံပါတ်၄နေရာမှာရက်တိနေရဲ့ဆောင်းလေးရဲ့နာမည်ကတော့မြစ်တတရားရဲ့လမ်းဆိုတဲ့ဆောင်းလေးပဲဖြစ်ပါရဲ့ရှင်။ဒီဆောင်းကိုတော့ဆိုင်းကြီးဆရာငင်းချမ်းသာကရေးသားထားတာပဲဖြစ်ပါတယ်။ဒီဆောင်းလေးထဲမှာဆိုရင်တော့မြစ်တတရားရဲ့လမ်းဆိုတာက ကလေးတွေကိုအကြောက်တရားနဲ့အုပ်ချုပ်တာမျိုးမဟုတ်ပဲမွေးဟပါပီဇာကိုတိုးတက်ကောင်းမွန်အောင်ပြုစုပြိုးထောင်တာမျိုးကိုဆိုပြီးတော့နီလန်းကြကြနဲ့ရေးသားထားတာကိုတွေ့ရပါရဲ့ရှင်။ ။နံပါတ်3နေရာမှာရက်တည်နေတဲ့ဆောင်းလေးရဲ့နာမည်ကတော့1.1ညီမချင်း3ဆိုတဲ့ဆောင်းလေးပဲဖြစ်ပါရဲ့ရှင်။ဒီဆောင်းကိုတော့ဘာသာပြန်စာရေးဆရာချမ်းမြဝင်းကဘာသာပြန်ရေးသားထားတာကိုတွေ့ရပါတယ်။ဒီဆောင်းကတော့စိတ်ဝင်စားစရာညံဆန်းကုမျိုးဆက်လန်းတို့60ကျော်ပါဝင်တယ်လို့သူ့ရဲ့ရေးသားထားတဲ့ဟန်ကလည်းဖတ်ရတာလွယ်ကူပတ်ပါပြီးတော့ဆက်လန်းတွေကိုဖတ်ရင်းနဲ့ကိုယ့်ရဲ့ဖြတ်ထုံးဉာဏ်နဲ့ဉာဏ်ရင်ဉာဏ်စွမ်းတွေတိုးတက်လာလို့ခံစားရပါရဲ့ရှင်။ဒီဆောင်းကတော့အခုလက်ရှိဈေးကွက်ထဲမှာဆိုရင်အယောင်အဆုံနဲ့လူ းချက်အများဆုံးနံပါတ်3နေရာမှာရပ်တည်နေတာပဲဖြစ်ပါရဲ့ရှင်။နံပါတ်2နေရာမှာရပ်တည်နေတဲ့အဆောက်လေးရဲ့နာမည်ကတော့မိသားစုနဲ့ပတ်သက်ပြီးအတီးအဖွဲလေးနဲ့စိတ်ညစ်မနေနဲ့ဆိုတဲ့အဆောက်လေးပဲဖြစ်ပါရဲ့ရှင်။ဒီအဆောက်ကိုတော့ဆိုင်းစရာဘမော်သိန်းဖေကရေးသားထားတာပဲဖြစ်ပါရဲ့။ ဒီဆောင်လေးထဲမှာဆိုလို့ရှိရင်တော့မိသားစုနဲ့ပတ်သက်ပြီးတော့ပြဿနာတစ်စုံတစ်ခုဖြစ်လာခဲ့ရင်ဘယ်လိုနည်းလမ်းနေနဲ့ဖြေရှင်းရမလဲဆိုတာကို အသေးစိတ်ရှင်းလင်းပြီးတော့ရေးသားထားတာကိုတွေ့ရပါတယ်။လူတိုင်းလူတိုင်းကမိသားစုရှိရမို့လို့မိသားစုနဲ့ပြဿနာတစ်စုံတစ်ခုဖြစ်ခဲ့ရင်ဘယ်လိုနည်းလမ်းနေနဲ့ဖြေရှင်းရမလဲဆိုတာကိုဒီဆောင်လေးထဲမှာထည့်သွင်းရေးသားထားရမို့လို့လူတိုင်းဖတ်ရှုသင့်တဲ့ဆောင်လေးတုပ်ပဲဖြစ်ပါရဲ့ရှင်။ဒီစာအုပ်ကအခုလက်ရှိဈေးကွက်ထဲမှာဆိုရင်လည်းအယောင်အဆောင်နဲ့လူကြိုက်များဆုံးနံပါတ်1နေရာမှာရပ်တည်နေတာပဲဖြစ်ပါရဲ့ရှင်။ ဟုတ်ကဲ့ပါရှင်။စောက်စင်စီစီရဲ့အရောင်းအားဆုံးနဲ့လူကြိုက်အများဆုံးနံပါတ်1နေရာကိုရောက်ရှိလိုလာပါပြီ။နံပါတ်1နေရာမှာရည်တည်နေတဲ့စောက်လေးရဲ့နာမည်ကတော့ Learning English for Self Improvement ဆိုတဲ့စောက်လေးပဲဖြစ်ပါရဲ့ရှင်။ဒီစောက်ကိုတော့ဆရာညွန့်ဝေမိုးနဲ့ဒေါက်တာစိုးတန်းတို့ကရေးသားထားတာကိုတွေ့ရပါတယ်။ဒီစောက်ကတော့အင်္ဂလိပ်စာလေ့လာနေတဲ့သူတွေအတွက်ကတော့တကယ်ကိုအရေးပါတဲ့စောက်လေးတုပ်ပဲဖြစ်ပါတယ်။ဆရာနှစ်ယောက်လုံးကလည်းအခုလက်ရှိမှာအင်္ဂလိပ်စာကိုလေ့လာနေပြီးတော့မှအောင်မြင်တဲ့စာအုပ်များစွာကိုထုတ်ဝေထားရှိပြီးဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီစာ ောက်လီကလည်းအခုလက်ရှိဈေးကွက်ထဲမှာအယောင်းအဆုံးနဲ့လူကြိုက်အများဆုံးနံပါတ်1နေရာမှာရပ်တည်နေရပဲဖြစ်ပါရဲ့ရှင်။ ဟုတ်ကဲ့ပါရှင်အခုနေစင်တင်ဆက်ပေးခဲ့တဲ့စာအုပ်ဆယ်အုပ်နဲ့တူအဲ့ဒီစာအုပ်တွေကိုရေးသားဖော်ပြထားတဲ့စာအစီအရာတွေရဲ့အကြောင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်နောက်တစ်ပတ်ဒီအစီအစဉ်ကနေပြီးတော့မှဘလူးစာအုပ်တွေကရောင်းအောင်နဲ့လူကြိုက်အများဆုံးဖြစ်မလဲဆိုတာကိုတော့ဒီအစီအစဉ်လေးကိုချရာပိတ်တဲ့များအားလုံးကစောင့်မျှော်အားပေးကြပါလို့ပြောချင်ပါတယ်ရှင်နေစင်ပဲဖြစ်ပါတယ်ရှင်